င်္ဂလာညချမ်းပါခမ ्या အော်တိုဝါလာ30ရဲ့ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောက်နောက်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့တအောင်းတက် TNLA တက်တွေဆုတ်ခွာမဲ့မိုးကုတ်မှာ PDF နဲ့ပကဖကလုံခြုံရေးဆက်ယူထားတဲ့သတင်းစစ်ရဲပြင်းထန်နေတဲ့တနင်္သာရီမှာစစ်အုပ်စုကနယ်လုံးဝင်ကြီးအပြောင်းလဲလှုပ်လိုက်တဲ့သတင်းရန်ကုန်ရွှေတိသာမှာရှိတဲ့ရက်ွက်ယုံလက်ပြေပုံပြစ်ခတ်တိုက်ခိုက်ခံရတဲ့သတင်း ခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများလို့နမည်ရတဲ့ဝါဒဖြန့်ဇလန်းကိုဝေဖန်သူတွေကိုအရေးယူသွားမယ်လို့စစ်ကော်မရှင်ကပြောကြားလိုက်တဲ့တင်ရုရှားနဲ့ဗီဇာကင်းလို့ခွင့်စာချုပ်ချုပ်ဆိုခဲ့တယ်လို့အာနာသင်စစ်အုပ်စုကထုတ်ပြန်လိုက်ပါတယ်နိုင်ငံတကာသတင်းပတ်မှာတော့ထိုင်ဝမ်အပေါ်အင်အားသုံးတာကိုလုံးဝမစွန့်လွတ်ဘူးလို့တရုတ်ကပြောကြားလိုက်တဲ့တင်နဲ့အတူဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ မြန်မာနဲ့ရုရှားနိုင်ငံအကြားဗီဇာကင်းလို့ခွင့်သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ရုရှားနိုင်ငံတို့အကြားအပြန်အလှန်ဗီဇာကင်းလို့ခွင့်ဆိုင်ရာသဘောတူစာချုပ်ကိုအော်တိုဘာလ28ရက်နေ့ကချုပ်ဆိုခဲ့ကြောင်းအာဏာသိမ်းစစ်အုပ်စုကထိန်းချုပ်ထားတဲ့သတင်းစာကနေအော်တိုဘာလ30ရက်ဒီကနေ့မှာဖော်ပြပါတယ်။ ဘယ်လာရုစ်နိုင်ငံမစ်မြို့မှာကျင်းပတဲ့ယူရေရှားဒေတာလုံခြုံရေးညီလာခံအတွင်းစစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဥတန်းဆွေနဲ့ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်တာမရှိပါဘူး။နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြာ2025ခုနှစ်ကနေ2029ခုနှစ်အတွင်းညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်ကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုရုရှားရွေးကောက်ပွဲ ကော်မရှင်နဲ့လွှတ်တော်ကလေးလာသူတွေဆေလွှတ်ဖို့လဲဆွေးနွေးခဲ့ကြပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်အုပ်စုနဲ့ရုရှားနိုင်ငံဟာနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာဖြစ်ပြီးတော့ရုရှားဟာစစ်အုပ်စုအတွက်စစ်လက်နက်ပစ္စည်း drone နဲ့ရဟတ်ယာဉ်တွေကိုရောင်းချပေးထားတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကပြောဆိုထားကြပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကော်မရှင်တပ်နဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးခဲ့တဲ့တအောင်းတက် TLA အနေနဲ့မိုးကုတ်ကနယ်တက်ဆုပ်နေပေမဲ့မိုးကုတ်မှာရှိတဲ့ကြံတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပကဖတွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့မြို့ကိုဆက်ပြီးလုံခြုံရေးယူထားတယ်လို့သိရပါတယ်။ဒီအကြောင်းအပြည့်အစုံကိုဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။စကောမရှင်တက်နဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးခဲ့တဲ့တမ်းမျိုးသားလွတ်မြောက်ရေးတမတော် DNLA အနေနဲ့ မိုးကုတ်ကနေတက်ဆုပ်နေပြီမယ်မိုးကုတ်မှာရှိတဲ့ကျန်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပကဖားတွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကမြို့ကိုဆက်ပြီးတော့လုံခြုံရေးယူထားတယ်လို့တရင်ရရှိပါတယ် ကျွန်တော်အသိလေးထားပါတယ်ကျွန်တော်တို့မိုးကုတ်မိုးကုတ်ဝင်းကျင်မှာအခြေပြုနေတဲ့ဒီတရင်တပ်ဖွဲ့တွေရဲ့သူတို့ရဲ့မဟာမိတ်တွေအကုန်လုံးကျွန်တော်တို့ကံပေါင်းစုတပုံမျိုးနဲ့ကျွန်တော်တို့ဒီဟိုပေါ့နော်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆိုရင်ကျွန်တော်တို့ရပါလိမ့်မယ်မိုးကမာကမိုးကမာကမိုးကအုတ်ချိုရင်းနဲ့ပတ်သက်ပြီးတော့မိုးကဒီမှာပြည်သူအုတ်ချိုရေးဖွဲ့ဆိုတော့ဒေါ်ဘူရရှိပါတယ်ဗျာဟုတ်ကဲ့ပါတယ်အဲ့ဒီဖွဲ့ကတော့အခုချိန်ထိလည်းတာဝန်ဆက်ယူနေပါတယ်ဗျာတရုတ်ဂျာဝင်မှုကြောင့်အပြစ်ရခဲ့ရတဲ့ TNL တက်အနေနဲ့ မိုးကုန်းနဲ့မိုးမဲမျိုးကနေစုခွာပေးဖို့အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ရပါတယ်။အဲ့ဒီအပြစ်ရစာချုပ်ဟာအောက်တိုဘာ29ရက်နေ့ကစတင်အသက်ဝင်တာပါ။ဒီနေ့အောက်တိုဘာ30ရက်နေ့အထိ TNL တက်တေစုခွာနေပြီမဲ့မိုးကုန်းမျိုးအုပ်ချုပ်ရေးအဖွဲ့မန္တလေး PDF မိုးကုန်းဗျူဟာမိုးကုန်းပကဖစတဲ့တရင်တပ်ဖွဲ့တွေကတော့ရှည်ရင်စွဲနေရအတိုင်းပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒီလိုမျိုးကိုထိန်ချုပ်နေမြေကိုကောက်ွယ်ဖို့အသင့်ပြင်ထားပေမဲ့ စစ်ကောင်မရှင်တက်အနေနဲ့ TNLA ကိုတရုတ်ဖိအားနဲ့အကြက်ကန်ပြီးလောင်ရှုလိုမျိုးအဖြစ်မျိုးဖြစ်မှာကိုလည်းတော်လင်ရေးတက်ဖို့ရိအနေနဲ့စိုးရိမ်နေကြပါဗျ။ဟိုရန်သူကိုကျွန်တော်တို့မကြောက်ဘူးဗျ။ လက်ရှိရဒီအန်အေတွေကနေဒါစကူရှိတဲ့ခံပါတော့ဘောနော်သူတို့ကနေပြောဒါတွေငါတို့ခွင့်မပြုဘူးသူတို့ကဟိုဘက်မှာတဘောတူညီတာတော့ဟိုဘက်ကဒီအန်အေတွေကိုတင်ပြောအချက်တိုင်လာနိုင်တယ်ဘောနော်အချက်တိုင်လာနိုင်တယ်ဒီ UP ရလည်းပေါ့အဲ့တော့ဘာအချက်တိုင်လာလဲဆိုဒီမှာကျန်တဲ့လူတွေကပုံထုတ်ပေးပါဆိုလိုမျိုးဖြစ်သွားရင်တော့လာရှုလို့ဖြစ်စင်လို့ဖြစ်လာမှာကျွန်တော်ကြောက်နေတာဟိုဘာလို့လာရှုလို့ဖြစ်တော့မှလဲဆိုစင်မောက်ကိုကျွန်တော်ခုနပြောပြလို့ပဲကျွန်တော်တို့ကဟိုစက်တာဝင်ယူရဘာလို့ပါမလဲဆိုသူတို့ကပြန်လို့ဒီအန်အေတွေကိုပြပေးနေတယ်အဲ့ဒါဆိုဒီကျန်တဲ့ဖွဲ့တွေအကုန်လုံးထုတ်ပေးပါဆိုတဲ့ဟာကြီးဖြစ်လာခဲ့ရင်ကျွန်တော်တို့အဲ ကျွန်တော်တို့မှာတခြားတော့အခက်အခဲတနည်းအားဖြင့်ပြောရင်ချင်းချင်းပြန်ပြီးတော့ဖြစ်ရမယ်ရှိကောင်းရှိလာလိမ့်မယ်။ဝဂုံမှာဒီကနေ့မနက်ပိုင်းအထိဈေးတွေပွင့်နေသေးပြီးတော့ဒေသခံတွေကတော့အသွာလာမပြတ်ရှိနေကြသလိုတချို့တွေကလည်းအကြောင်းမျိုးမျိုးကြောင့်တခြားမျိုးတွေကိုထွက်ခွာတင်းရှောင်နေကြတာရှိတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။လက်ရှိကတော့ကျွန်တော်တို့ဒီနေ့တော့မပြောတတ်ဘူးပြန်ကျွန်တော်ဒီရပိုင်းနေရာတော့တော်တော်လာနေတာတော့တွားနေကြတာတော့တော်တော်ကြာပြီမြို့ကလည်းနည်းနည်းလေးတော့ ဟိုဟဲ6တဲ့ပြသွားလာအဓိကအဲ့တော့ကတော့၄ချောင်းရောက်ပေါ့ပြမင်းများကြောက်ပြီးတော့သွားကြလာတော့အဲ့ချိန်မှာလေ၄ချောင်းကကျွန်တော်တို့မျိုးကိုဇက်တိုက်ဇက်တိုက်ဆိုလို့လုပ်နေတာဒီကလေးတငယ်တွေရောအပြစ်မဲ့ပြည်သူတွေရောရဟန်းတန်ခါရှင်တွေရောဒီရာရဲ့အကုန်လုံးအတက်ကပြစ်ဆက်ကြတော့အဲ့ဒီအချိန်ပိုင်းတော့မှတော့ပြည်သူကတော်တော်များများဟိုသူတို့ကိုသူတို့လည်းစိုးရင်ပြီးတော့သွားကြတာပေါ့လေဟုတ်မိုးကုံမှာပြီးခဲ့တဲ့တလားလောက်ကတည်းကလေချောင်းတိုက်ခိုက်ခံရမှုတွေကြောင့် မြို့ကန်တွေကပြောင်းရွှေ့နေကြတာဖြစ်ပြီးတော့မြို့ကန်40ရာခိုင်နှုန်းလောက်တိမ်းရှောင်သွားကြပြီဖြစ်တယ်လို့သိရပါဗျ။ TNL နဲ့အပြစ်ရပ်ပြီးစစ်ကောင်မရှင်တက်တဲ့မိုးကုံးမြို့ထဲဝင်လာမှာကိုမြို့ကန်အများစုကတော့မလူလားကြဘူးလို့နောက်ထပ်ဒေသခံတယောက်ကပြောပါဗျ။ဟိုအဲ့ဒီစာကစာကနေပြီးတော့ဝင်လာမဲ့မြို့တော့ဒီလူလူတို့ကလည်းမဝင်လာစေချင်ဘူးလက်လည်းမခံဘူး။စာကစာကိုလည်းပြန်ဝင်လာမှာလည်းမလူလားဘူးကော။အဲ့လိုလေးတွေတော့ရှိတာပဲ။ဒီကနေ့ဒီကလိုဝင်လာပြီဆိုရင်တော့ဒါကတော့သူတို့ လှုပ်တော့မှာပဲလေလှုပ်မယ်ပြည်သူလူထုကိုကောင်းကောင်းကြီးသူတို့ကလည်းမကုတ်ကိုတော်တော်ညှိုးထားတာဆိုတော့ပြည်သူလူထုတော့ကောင်းကောင်းကြီးဒုက္ခတော့တင်းမှာပဲဗရမများမြေဆိုပြီးတော့နာမည်ကြီးတဲ့မိုးကုံမျိုးဟာတယင်ဇာတကျွဲဝါတလို့စေအုစုနဲ့နှီးဆက်တဲ့ခရိုနီကုမ္ပဏီကြီးတွေရဲ့ကြောက်လုတ်ကွက်များစွာရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ် စစ်တပ်ရဲ့မြမစည်းပွားရေးကော်ပိုရေးရှင်း MEC ပို့အုပ်ပြည်သူ့စစ်အဖွဲ့ကခရိုနီဦးနေဝင်းတွင်းရဲ့ဗရမ ्या နဂါကုမ္ပဏီရတနာဂရီကရာရတနာရှင်ကုမ္ပဏီစပူကျော်အောင်ကုမ္ပဏီလစ်မစ်တက်တန်နိုင်အောင်ကုမ္ပဏီကျန်မိသားစုကုမ္ပဏီစားတဲ့စေအုပ်စုနဲ့လဝါချင်းရှိုက်ထားတဲ့ကုမ္ပဏီကြောက်လုတ်ကွက်ပေါင်းများစွာရှိကြပါတယ်။မိုးကုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လနောက်ဆုံးအပတ်မှာ TNL နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်ဒီကြောက်လုတ်ကွက်ကြီးတွေကို TNL ကလုတ်ပိုင်ခွင့်ပိတ်ခဲ့ပါတယ်။လက်ရှိမှာတော့ TNL ကမူကုတ်မြို့ကိုစွန့်ဖို့အတွက်စေုပ်စုနဲ့သဘောတူညီထားပေမဲ့မန္တလေး PDF မူကုတ်ပကဖားနဲ့မူကုတ်ဗျူဟာပြည်သူ့ကော်မတီတမတော် Trump ဗျူဟာတို့ကထိန်းချုပ်နယ်မြေတွေကိုကာကွယ်သွားမယ်လို့အသီးသီးထုတ်ပြန်ထားကြပါတယ်ရှင်။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကော်မရှင်ကရိုက်ကူးထားတဲ့ဝါဒဖြန့်ဇက်လန်းကိုဝေဖန်သူတွေကိုပြင်းထန်စွာအရေးယူသွားမယ်လို့စစ်အုပ်စုကချင်းချောက်ပြောဆိုလိုက်ပါတယ်။အော်တိုဘာလ29ရက်နေ့မနေ့ကညမြောက်ပတီရုတ်တယ်မှာစစ်ကော်မရှင် ပြောခွင့်ရသူဗိုလ်ချုပ်စိုးမင်းထွန်းကခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများလို့နမည်ရတဲ့ဇက်လန်းကိုဝေဖန်သူတွေကိုပြင်းထန်စွာအရေးယူသွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးကိုပုံဖြတ်ကရွေးကောက်ပွဲအတွက်ရိုက်ကူးထားတဲ့ဒီဇယ်လန်းမှာအမှုပညာရှင်တွေပါဝင်နေပါတယ်ဒီဇယ်လန်းကိုဝေဖန်မှုကြောင့်ဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ဖန်ဆီးခံရပြီးရွေးကောက်ပွဲကကိုယ်ရဲ့ဥပဒေနဲ့အရေးယူသွားမယ်လို့လည်းဗိုလ်ချုပ်ဇုံမင်းထွန်းကဆိုပါတယ်စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကတော့အော်တိုဘားလ29ရက်နေ့မှာဒီအမှုပညာရှင်တွေဟာစစ်ရာဇဝဲမှုတွေကိုထောက်ခံပြီးလူထုကိုစော်ကားနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ် ပြည်သူတွေကပါဝင်သူတွေကိုတပိတ်မှောက်ဖို့နဲ့မြို့ပြပျောက်ချားအဖွဲ့တွေကလည်းတရုတ်ဆောင်တွေကိုပြင်းထန်စွာအရေးယူသွားဖို့ထုတ်ပြန်ချက်တွေထုတ်ပြန်ထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာရက်ကွက် အုပ်ချုပ်ရေးမှူးယုံတခုလက်ပြဘုံနဲ့တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ခုနှစ်ရက်ကွက်အုပ်ချုပ်ရေးမှူးယုံဟာအော်တိုဘာလ30ရက်ဒီကနေ့မနက်7:00နာရီကျော်အချိန်ကလက်ပြဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေနဲ့တိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကပြောပါတယ်အဲ့ဒီရက်ကွက်ရုံကိုမနက်7:00နာရီကျော်အချိန်ကလက်ပြဘုံနှလုံးနဲ့မာတာဆမ်ရန်ကုန် force နဲ့ရန်ကုန် army YA တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မာတာဆမ်ရန်ကုန် force အဖွဲ့ကဦးစီးမှုဖြစ်တဲ့ဘိုးနိုင်ကမိစိမကိုပြောပါတယ်စေအုပ်စုရဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်ဖို့နဲ့အစည်းအဝေးလုပ်မယ်လို့တည်င်းရထတာကြောင့်စောင့်ဆိုင်ပြီးတိုက်ခိုက်ခဲ့တာပါလို့ဘိုးနိုင်ကပြောပါတယ် ဒီတိုက်ခိုက်မှုအတွင်းတယောက်အပြင်းထန်ဒဏ်ရာရပြီးနှစ်ယောက်အနည်းငယ်ဒဏ်ရာရသွားတဲ့အကြောင်းနဲ့ရက်ကွက်ယုံဘက်ကိုလူနာတင်ရင်တွေထွက်ခွာသွားတာရှိတယ်လို့ဗိုလ်နိုင်ကပြောဆိုပေမဲ့မီဇီမအနေနဲ့တော့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။မာတာဆမ်ရန်ကုန် Force နဲ့ရန်ကုန် Army YA တို့အပါအဝင် မြို့ပြပျောက်ကြားတပ်ဖွဲ့၅ဖွဲ့က အော်တိုဘာလ28ရက်နေ့ကစစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဇလန်းမှာပါဝင်တရုတ်ဆောက်သူတွေကိုအရေးယူမယ်လို့လည်းထုတ်ပြန်ထားပြီးနောက်တဟပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်တယ်လို့ဗိုလ်နိုင်ကပြောပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းလုံခြုံရေးနဲ့နေဆက်ရေးရာဝင်ကြီးနေရာအပြောင်းအလဲလှုပ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်အော်တိုဘာလ30ရက်ဒီကနေ့ထုတ်ပြန်တဲ့စစ်ကော်မရှင်ရဲ့ထိန်းချုပ်သတင်းစာတွေမှာဖော်ပြထားတာကတော့ အရင်တနင်္သာရီတိုင်းလုံခြုံရေးနဲ့နေဆက်ရေးရာဝင်ကြီးဘုံမှုကြီးမင်းမင်းလက်နေရာမှာဘုံမှုကြီးတိန်းစော်မြင့်ကိုပြောင်းလဲခန့်အပ်လိုက်ပြီးတော့တည်ရပါတယ်စစ်ကော်မရှင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းတနင်္သာရီတိုင်းမှာနေလုံဝင်ကြီး၄ချိန်ထက်မနည်းပြောင်းလဲခဲ့တာဖြစ်ပါတယ်ဒီလိုအပြောင်းလဲလှုပ်ဆောင်ရတာဟာလက်ရှိတနင်္သာရီတိုင်းအတွင်းမှာပြင်းထန်နေတဲ့စစ်ရဲ့အခြေအနေတွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ် အရင်ဝင်ကြီးဗိုလ်မှူးကြီးမင်းမင်းလက်ကတော့အရက်ဘက်ကိုပြောင်းပြီးလာမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ပါတီကနေတနင်္သာရီတိုင်းလွှတ်တော်မဲဆန္ဒနဲ့အမှတ်၈အချိုးကျကိုစားပြုစနစ်နဲ့ဝင်ရောက်ရွေးကောက်ခံသွားမယ်လို့လည်းသိရပါတယ်။လက်ရှိတနင်္သာရီတိုင်း တဝဲလောင်းလုံးတရချောင်းရေဖြူပလောစတဲ့မြို့နယ်တွေမှာစစ်ကော်မရှင်တပ်နဲ့တော်လှန်အင်အားစုတပ်တွေအကြမ်းမှာစစ်ရဲတင်းမာနေပြီးတော့မြေပြင်ထိုးစစ်တွေလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းဘုံကျဲမှုတွေတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ KNU တမဟာလေဘိတ်တဝဲခရိုင်ရဲ့ထုတ်ပြန်ချက်အရာ ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကနေ29ရက်နေ့အထိ၄ရက်အတွင်းမှာဘိမ်းမြို့နယ်တနင်္သာရီမြို့နယ်အတွင်းကကြေးရွာတချို့ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ရဲတင်းမာမှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာစစ်ရှောင်ဥယျာဉ်8000ကျော်အထိရှိလာခဲ့တယ်လို့လည်းဒေတာတွင်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FE5 တနင်္သာရီရဲ့အချက်အလက်တွေရသိရပါတယ်ခင်ဗျာ။အခုတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ ထိုင်ဝမ်အပေါ်အင်အားသုံးတာကိုလုံးဝမစွန့်လွှတ်ဘူးလို့တရုတ်က ပြောကြားလိုက်ပါတယ်ဒီအကြောင်းကိုဂျူချန်ကဆက်ပြီးပြောပြပေးမှာပါခင်ဗျာထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့အင်အားသုံးတာကိုတရုတ်ကလုံးဝစွန့်လွှတ်မှာမဟုတ်ဘူးလို့အစိုးရပြောရေးဆိုခွင့်ရှိသူတရုတ်ကဗုဒ္ဓနေ့မှာပြောလိုက်တာကြောင့်ထိုင်ဝမ်ကပဲတရုတ်စီဖက်ပြောင်းခဲ့မယ်ဆိုရင်ကျဉ်ကျဉ်နာနာအုပ်ချုပ်မယ်လို့ကတိခံတဲ့အခုသတင်းပတ်တွေကနိုင်ငံပိုင်သတင်းဌာနတွေကစောင်းမတွေထပ်ပို့ပြီးတော့ပြင်းထန်စွာပြောဆိုလာတဲ့လေတံပဲဖြစ်ပါတယ်။ ဒီမိုကရေစီနှီးကြအုပ်ချုပ်တဲ့ထိုင်ဝမ်ကိုအပိုင်နယ်မြေဖြစ်ရှုမြင်ထားတဲ့တရုတ်ကထိုင်ဝမ်ကျွန်းနဲ့ပြန်လည်ပေါင်းစည်းရေးအတွက်အင်အားသုံးနာကိုတခါမှပြစ်ပယ်ထားတာမရှိပါဘူး။ဒါပေမဲ့အင်အားသုံးမယ်ဆိုတဲ့မူဝါဒကိုအများပြည်သူထံတရုတ်ကတိုက်ရိုက်ထုတ်ဖော်ပြောဆိုလို့မရှိသလိုအခုလိုသတင်းပတ်တမှာရှင်းဝါသတင်းဌာနကဖော်ပြတဲ့ဆောင်းပါးသုံးပုဒ်မှာလည်းမှတ်ချက်ပြုရေးသားတာမျိုးမရှိပါဘူး။အဲ့ဒီထက်ကမှဆောင်းပါးတစ်ပုဒ်မှာပြန်လည်ပေါင်းစည်းပြီးနောက်တိုင်းချက်ပြည်ချင်းများက ထိုင်ဝမ်ကိုမြေတို့အုပ်ချုပ်နိုင်သည်ဆိုသောလမ်းပြမြေပုံနှင့်ထိုင်ဝမ်၏ရှေ့ဆက်လူမှုစနစ်နှင့်နေထိုင်မှုဘဝများကိုအလေးထားသွားမည်လို့ကတိပြုရေးသားထားပါတယ်။တရုတ်ရဲ့ထိုင်ဝမ်ရေးရာယုံကပြောရေးဆိုခွင့်ရှိသူပန်ချင်ကတနင်္ဂနွေစနစ်နှစ်ရက်အောင်ငင်းချင်းစွာပြန်လည်ပေါင်းစည်းခြင်းကထိုင်ဝမ်အရေးဖြစ်ရှင်ရေး၌အခြေခံချင်းကပ်မှုပဲဖြစ်သည်လို့ပေကျင်းကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်။ငင်းချင်းစွာပြန်လည်ပေါင်းစည်းရေးအတွက်လုံလောက်တဲ့နေရာကိုဖန်တီးဖို့ကျွန်တော်တို့ဆန္ဒရှိတယ်။ ဒီအလားအလာကိုအဆုံးစွန်ရိုးသားဖြောင်းမှန်းမှုနဲ့မရမကဖန်းဆုပ်ကင်မှာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအင်အားသုံးနာကိုလုံးဝပြစ်ပယ်ထားလိုက်မှာမဟုတ်ဘူး။လိုအပ်တာအားလုံးဆောင်ရွက်နိုင်ဖို့အင်အားသုံးနာကိုရွေးချယ်မှုအနေနဲ့ဆက်ရှိထားမယ်လို့သူကပြောပါတယ်။တိုင်ဝမ်သမ္မတလိုင်ချင်တင်ကတရုတ်ရဲ့စစ်ရေးဖိအားကိုရင်ဆိုင်တဲ့နေရာမှာစိတ်တက်ကြန့်ခိုင်မှုလိုအပ်တယ်လို့ဗုဒ္ဓဦးနေကသမ္မတရုံမှာစစ်တော်ဝင်ရှိတဲ့သူတွေကိုပြောဆိုပါတယ်။ ိုင်ဝမ်ဟာအမြင့်မြင့်ကိုကာကွယ်ရေးအတွက်စိတ်သက်ကြံ့ခိုင်မှုပြသရုံမဟုတ်ပဲကျူးကျော်တာရန်စတာနဲ့ပေါင်းစည်းရေးသွတ်သွင်းမှုတွေကိုခိုင်ခိုင်မာမာစန့်ကျင်မှာဖြစ်တယ်လို့တမရကပြောခဲ့ကြောင်းတမရယုံကထုတ်ပြန်ပါတယ်တရုတ်ဆိုရကထိုင်ဝမ်တမရနဲ့ပြောဆိုဆွေးနွေးဖို့ညှင်းဆန်ထားပြီးတော့ခွဲထွက်ရေးတမားလို့ဆွဆွဲပြောဆိုထားပါတယ်ရှင် ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးဆက်3စီဈေးနဲ့စားဥစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စေ4080ကျပ်စင်ကာပူဒေါ်လာကို စစ်ကောင်စီတပ်မတ်စေ1620ဒသမ8ခွန်ကျပ်ပြင်ပပေါင်စေ3148ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတပ်မတ်စေ2440ဒသမ83ကျပ်ပြင်ပပေါင်စေ4960ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတပ်မတ်စေ65ဒသမ3ကျပ်ပြင်ပပေါင်စေ126ဒသမ51ကျပ် မလေးရှားတဲဝင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ900ဒသမ89ချက်ကျင်ပပေါ့စီ985ချက်ပေါ့စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့တင်တတ်မှတ်စေ59သိန်း9000ချက်ပြင်ပပေါ့စီ84သိန်း3000ချက်စကားပဲတစ်ချက်သားကို ရွှေကုံတဲ့တင်းတက်မှတ်စီ55သိန်း96,885ကျပ်ပြင်ပပေါ့စီ89သိန်း4,000ကျပ်ပေါ့စီရှိပါတယ်။ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်လီတာကို2380ကျပ်ပရီမီယံဒီဇယ်လီတာကို2900ကျပ်အောက်တိတ်92လီတာကို 2680ကျပ် Outdate 95လီတာကို2960ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြဘာသာသုံးစီစဉ်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်စီစဉ်နှုန်းတွေကတော့စာအုပ်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6565ကျပ်ပြင်ပပေါက်ဈေး1500ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမာပလိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပလိုင်တိုင်းသတင်းအစီအစဉ်ကို နေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ thank you